မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာလူသေဆုံးမှုနဲ့အပြတ်အစီးတွေများပြားခဲ့တဲ့ငလျင်လှုပ်ခတ်ပြီး15ရက်အကြာမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဇနီးဂျူဂျူလတားအောင်ပြေဆုံးနဲ့သမိခင်တိရိတက်မွန်တို့ဟာရရအဖြစ်နဲ့တောင်ကြီးမြို့မှာရှိတဲ့ရွှေဖုံးပွင့်ဇေဒီတော်ကိုထီတော်တင်လူခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ17ရက်နေ့ကမင်းအောင်လှိုင်နဲ့မိသားစုကတောင်ကြီးမြို့ကိုတွားရောက်ကရွှေဖုံးပွင့်ဇေဒီတော်ကို ခီတော့တင်လူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးမင်းအွန်လိုင်းနဲ့မိသားစုကဇေဒီတော်မှာရွှေစင်6ကျပ်သားရှိတဲ့ရွှေသင်္ကန်းတစ်ချပ်ကိုကတ်လူခဲ့တဲ့အပြင်ခီတော့တင်ခြင်းနဲ့ရွှေသင်္ကန်းကတ်လူခြင်းတို့ဟာလည်းရရဖြစ်နေလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးတောင်ကြီးမြို့မှာရှိတဲ့ရွှေဖုံးပွင့်ဇေဒီတော်ကိုခီတော့တင်လူရမှာမင်းအွန်လိုင်းရဲ့မိသားစုဝင်များအားလုံးကဖျားရင်မြင်တော်ပေါ်မှာဖျားထီတော်နဲ့အတူလှည့်လည်ခဲ့ကြတယ်လို့သိရပါဗါးမက်စလာ28ရက်နေ့ကသခိုင်းငန်လျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မင်းအွန်လိုင်းကတနင်္ဂနွေလုံးမှာအေပီလ၈ရက်နေ့ကနေအေပီလ၁၆ရက်နေ့အထိည9နာရီရောက်တိုင်း 9ရက်9ချိန်ရတနာတုတ်များကိုရွတ်ဖတ်ခိုင်းခြင်းခြေတန်းစခန်းများဝန်ကြီးဌာနရုံးများတရင်တပ်ဖွဲ့များမှာပါရတနာတုတ်ရွတ်ဖတ်ပွဲများလှုပ်ဆောင်ခိုင်းခြင်းများကိုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်အခုနောက်ဆုံးမှာတောင်ကြီးမြို့မှာရှိတဲ့ရွှေဖုံးပွဲဇေဒီတော်ကိုရရရခြေတဲ့အနေနဲ့ ထီတော်တင်လူချင်းများကိုလှုပ်ဆောင်လာတယ်လို့သိရပါတယ်။နေပြည်တော်တခွင်မှာမြို့ပြက်ကြီးလိုမျိုးဖြစ်စေခဲ့တဲ့မက်စလာ28ရက်နေ့ကငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မင်းအောင်လိုက်တဲ့မိသားစုကနေပြည်တော်ရဲ့နေအိမ်ကို၎င်းတို့ကိုးခဲ့တဲ့ဝစီမိတ်ဆရာတော်ကိုပိတ်ပြီးတော့ရရချေချင်းအပါအဝင်ရရချေမှုများကိုဇက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးမြို့ရွှေဖုံးပွင့်ဇေဒီထီတော်တင်တဲ့အချိန်မှာကမ္ဘောဇာဘန်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာကျောင်းလဲပေါင်ခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေမှာဓာတ်ပုံများနဲ့ဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံလေဓာတ်များအနေနဲ့ကြက်နဲ့တဲ့ဂူကာလရုံးပိတ်ရမြန်မာတောင်အနားမရပဲလေချောင်းဆက်ဆင်ရေးများဇက်တိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနက်ဖြန်ဧပြီလ23ရက်နေ့ကနေဧပြီလ22ရက်နေ့အထိကြကြံကာလနှစ်သက်ကူးရုံးပရက်ကိုရက်အတွာစစ်ကောင်စီရဲ့အရက်ဘက်ဝင်ကြီးဌာနရုံးများအရက်ဘက်ဝန်ထမ်းများအတွာနားရက်များပေးထားတော်လဲ ်စစ်ဘက်ဝန်ထမ်းများအထူးသဖြင့်စစ်ကောင်စီရဲ့လက်အောက်ခံလေတပ်များမှာတော့အနာမပေးဘဲအလဲကျတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါဗျာ။ ။ကြံကာလမှာတမတော်လေးအရာရှိပိုင်လော့နဲ့လေတပ်သားတွေကိုနားရက်ပေးတာမျိုးမရှိပါဘူး။အဲ့ဒီတော့ကြံကာလမှာပြည်သူတွေအနေနဲ့သတိကြီးကြီးထားရပါလိမ့်မယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်စင်ရေးတွေဆက်ရှိမဲ့သဘောပါပဲလို့နေပြည်တော်စစ်ဘက်ဖျဲသည်တရင်အရင်တွေကရှင်းပြထားပါတယ်။စစ်ကောင်စီရဲ့ယာယီစစ်ရုံးနေရာများမှာစစ်စင်ရေးဆိုင်ရာအရာရှိများနဲ့စစ်ဘက်ဝန်ထမ်းများရုံးတက်ကြရမှာဖြစ်ပြီးတော့လက်တလောယာယီရုံးများတတ်မှတ်ပြီးစီက ရုံးလုံးငန်းများပြန်လဲလဲပတ်နေပြီဖြစ်တယ်လို့သိရပါဗျ။ငလျင်ကြောင့်ပျို့သွားတဲ့စစ်ရုံးတွေကိုစစ်ဆင်းမှုတွေလုပ်နေပါပြီ။ပြင်ဆင်တိစောက်မှုတွေလုပ်ဖို့ပြင်နေပါတယ်။လောလောဆယ်တော့ယာယီစစ်ရုံးတွေမှာပဲတတ်မှတ်နေရာချထားတာတွေနဲ့ရုံးတက်တဲ့သူကတက်နေပြန်ပြီးတော့လဲပတ်နေပါပြီ။တကြံကာလတွေမှာလည်းယာယီစစ်ရုံးတွေကနေပြီးတော့ရုံးတက်ကြမဲ့သူတွေအလုဆက်လုကြမှာဖြစ်ပါတယ်။အလဲကြသဘောမျိုးတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်လို့နေပြီးတော့စီရေးသတင်းအင်းတွေကပြောပြထားပါတယ်။ အချမ်းဘတ်စစ်တပ်ကဧပြီလ၂ရက်နေ့ကနေဧပြီလ22ရက်နေ့အထိရက်နှစ်ဆယ်ကြာယာယီအပြစ်ခတ်ရက်ဆယ်ရေးကျင်းညာထားတော်လဲနိုင်ငံတော်အလုံးမှာထိုးစစ်များဆင်နွှဲခြင်းလေကြောင်းတိုက်ခတ်ခြင်းနဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများဇက်တိုက်လုဆောင်လျက်ရှိတယ်လို့အန်ယူဂျီအပါအဝင်တော်လိုင်းအင်အားစုများကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်မြို့နယ်သီရိမင်္ဂလာလမ်းမပေါ်မှာရှိတဲ့လေဒတ်အိမ်ထောင်တဲ့လိုင်းကိုင်းရဲ့အဆောင်ဂိတ်ကိုလက်ပြဘုံနဲ့ပြင်သွင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ17ရက်နေ့ည9:38မိနစ်ခန့်မှာအင်းစိန်မြို့နယ်တိရိမင်္ဂလာလမ်းမပေါ်မှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့လေတပ်အိမ်တော်သေးလိုင်းကန်အဆောင်ကင်းဂိတ်ကိုတော်လိုင်းရဲဘော်များကလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမတ်စစ်ကောင်စီတပ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လိုင်းကန်အတွင်းထဲကိုလူနာတင်ကားများနဲ့စစ်ကားများဝင်ရောက်သွားတယ်လို့သိရပါတယ်။အင်းစိန်တိရိမင်္ဂလာလမ်းမပေါ်ကလေတပ်အိမ်တော်သေးလိုင်းကန်ရဲ့ကင်းဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။လက်ပစ်ဗုံးနှလုံးပြစ်ထိုက်ခဲ့တာပါ။အနည်းဆုံးအဆောင်ခွေ2ကောင်ထိခိုက်မှုရှိပါတယ်။ ရဲဘော်တွေအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်တိုက်ခိုက်မှုဖြစ်ပြီးတော့ ambulance ကားတွေရောခွေးကားတွေရောအစစ်ဆေးတွေပြုလုပ်နေပါတယ်လို့ operation flame အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးကို operation flame ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့ရန်ကုန်တော်လိုင်းရဲမဟာမိတ်များအလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြှင့်ပြီးတော့တိုက်ခိုက်ချင်းမုန်းသွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့အလကပခြေပါမှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတော့မိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ၈ရက်နေ့ည၈နာရီခန့်အချိန်မှာမြင်းမှုမြို့နယ်အလကပကျေးရွာအလဲဈေးအနီးမှာရှိတဲ့ကိုစုဖျားမှာဘန်ကာများတိဆောက်ပြီးတော့အင်အား၂၀ဝန်းကျင်နဲ့အထိုင်ချတပ်ဆွဲကလမ်းသွားလမ်းလာပြည်သူများနဲ့ကားတွေကိုအတေးရတော့ငွေညစ်ကစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားများကိုဒေသကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းကဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ၅မိနစ်လောက်ပဲပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုများစွာနဲ့ ထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရတာတွေနဲ့ထွက်ပြေးသွားတာတွေတော့မြင်လိုက်ပါတယ်။သိန်းစီရမိတာကစရင်းစာအုပ်တချို့ရဲ့အတုံးဆောင်တွေရဲ့ပါ။ဘဏ်က၅ခုစလုံးကိုတော့ဖျက်ဆီးခဲ့ပါတယ်လို့မြင်းမူ Civilian Revolution Force မြင်းမူမျိုးပြတော်လိုင်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အဲ့ဒီအလကပကြီးပါဟာမုံရွာမြို့နယ်မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့မုံရွာမန္တလေးကားလမ်းမပေါ်မှာတရှိပြီးတော့ရွာရဲ့အရှိတ်ဘက်တမိုင်အကျော်နဲ့အနောက်ဘက်တမိုင်အကျော်တို့မှာစစ်တပ်အထိုင်စခန်းများရှိခြင်းနဲ့ညအမောင်တို့ကြောင့်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများရဲ့နောက်ကိုလိုက်လံရှင် လင်းခြင်းမပြုတော့ဘဲဘန်သာများကိုမိရှုဖြက်စီးကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုသခိုင်းခရိုင်ကိုကဲရဲမှုရဲ့ညွှန်ကြားချက်နဲ့မြင်းမှုမျိုးပြတော်လိုင်းရေးအဖွဲ့ MCRF သခိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့သခိုင်းခရိုင်ပါလာဖာမြင်းမှုမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့မြင်းမှုပါလာဖာမြင်းမှုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင်းမှုပါကဖာ Black Eagle Defense Force MMU တောချောင်းဦးတိုက်နယ်ပကဖမြင်းမူလျက်စီးပျောက်ကြားတပ်ဖွဲ့ MLGF တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်သားများရဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တအူသေဆုံးခဲ့ရပြီးတော့ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံတော်အလုံးမှာရဟန်းရှင်လူပြည်သူများငလျင်ဘေးဒုက္ခကိုအကြီးအကျယ်ခံစားနေရတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကိုကြီးကယ်ဆယ်မှုများကိုပြုလုပ်နိုင်ရန်ယာယီအပြစ်ခတ်ရက်စဲကြောင်းကြေညာထားတော်လဲ အာနာသိအကြဖတ်စစ်တပ်ကတော့ဝေဟင်ကတော့၎င်းမြေပြင်ကတော့၎င်းအရတားပြည်သူများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတဲ့အတွက်ဝင်းရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်အခုစစ်ကောင်စီတပ်စခန်းဟာလည်းအပြစ်ခတ်ရစဲကြောင်ကျင်းညာထားတာကိုအခွင့်ကောင်းယူပြီးတော့စစ်ကြောင်းထုတ်ဝင်းရောက်ပြီးဗန်ကာများကိုတိဆောက်ကတတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့သခိုင်းငလျင်လှုပ်ခတ်တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မီးလောင်သွားပြီးတော့တက္ကသိုလ်ဝန်ထမ်းဆောင်မွေးဝဲအဖြေလွာပေါင်း၄သိန်းခန့်ဟာမီးလောင်ပျက်စီးသွားတဲ့အတွက်မန္တလေးသခိုင်းကချင်နဲ့နေပြည်တော်တို့မှာ တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲကိုပြန်လည်ကျင်းပရန်အကြက်ဖတ်မင်းအွန်လိုင်းကညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့သခိုင်းငလျင်ကြောင်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်နဲ့မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမီးလောင်ကျွမ်းမှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတဲ့2024-2025တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲအဖြေလွှာများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးကဖြေဆိုသူဥယျာဉ် 46,944ဦးရဲ့အဖြေလွှာစာအုပ်ပေါင်း၂၈ ,940 ဦး၊စကိုင်းတိုင်းဒေသကြီးကဖြေဆိုသူဦးရေ8,312ဦးရဲ့အဖြေလွှာစာအုပ်43,828ဦး၊ကချင်ပြည်နယ်ကဖြေဆိုသူဦးရေ8,696ဦးရဲ့အဖြေလွှာစာအုပ်ပေါင်း9,200 289ခုစုစုပေါင်းအဖြေလွှာ၄သိန်းဝန်းကျင်ဟာမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးအဖြေလွှာများမီးလောင်ဆုံးရှုံးခဲ့ရတဲ့အထွာမန္တလေးတိုင်းသခိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်စစ်ကောင်စီနယ်မြေအတွင်းကဖြေဆိုခဲ့တဲ့ចောင်းသားចောင်းသူများရဲ့အဖြေလွှာများမီးလောင်ပျက်စီးသွားခဲ့တဲ့အထွာစာမေးပွဲပြန်လည်ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက်မင်းအောင်လှိုင်ကမတ်လ29ရက်ကမန္တလေးခရီးစဉ်အတွင်းမှာညွှန်ကြားခဲ့တယ်လို့သိရပါတယ်။မန္တလေးမှာလာမယ့် ်မေလာတရက်နေ့ကအကြောင်းသူအကြောင်းသားများကိုအနည်းကနှစ်ပတ်အကြောင်းတက်ခိုင်းပြီးတော့စာမေးပွဲပြန်လဲဖြေခိုင်းရန်အကြောင်းသားမိဘများကိုတက်ဆိုင်ရာအကြောင်းများကပြန်လဲခေါ်ယူညှိနှိုင်းပြီးတော့အတိပေးခဲ့တယ်လို့သိရပါဗျ။မန္တလေးမှာစစ်နှစ်တန်းအကြောင်းသားအကြောင်းသူတွေစာမေးပွဲပြန်ဖြေရမယ်လို့မန္တလေးအထက်ကငါးကခေါ်ပြီးတော့ပြောပါတယ်။မေလာတရက်နေ့ကစပြီးတော့နှစ်ပတ်အကြောင်းတက်ရမယ်။ပြီးရင်စာမေးပွဲပြန်ဖြေရမယ်။အဓိကကအဖြေလွှားတွေမီးလောင်တဲ့အထက်ပါသွားလို့တဲ့။ကလေးတွေကငလျင်တန်းတင့်ရတယ်နဲ့စာမိုးဝဲပြန်ဖြေရမယ်ဆိုတော့မိဘရောចောင်းသားចောင်းသူတွေရောအကုန်လုံးစိတ်ဆင်းရဲနေကြရတာဗောလို့မန္တလေးအမှန်ငါအခြေခံပညာထ တန်းကျောင်းမှာတက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ထားတဲ့ကျောင်းသားတို့ရဲ့မိဘကသတင်းပေးဖို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်နဲ့မင်းငယ်မြို့နယ်တို့မှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးကျောင်းကနေတိုက်ခိုက်တဲ့အတွက်ပြည်သူနှစ်ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လ17ရက်နေ့ည10:40မိနစ်အချိန်မှာသခိုင်းတိုင်းကဏီမြို့နယ်ချင်းရွှဲမြေအနောက်ဘက်တနေရာကိုမိတီလာလေးတပ်ကနေတက်လာတဲ့ Jet Fighter လေယာဉ်က ဘုံကျဲပြစ်ခတ်သွားတယ်လို့သိရပါတယ်။လက်တလုံးလူထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပဲစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကည9နာရီအချိန်မှာမင်းငယ်မြို့နယ်ဇင်ကလေးကြီးရွာကိုအချက်မဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဒေသခံပြည်သူနှအုပ်ဖြစ်တဲ့အသက်28နှစ်အရွယ်ဒေါ်နန်းချောနဲ့အသက်31နှစ်အရွယ်တော့အင်းရွယ်ခေးတို့ထိခိုက်ဒဏ်ရာရရှိကလူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးတိုက်ပွဲမှာဖြစ်တာလည်းမရှိပါဘူးမြေမြေမှာလည်းဒီလောက်ငြိမ်သက်နေတာကိုတမင်တကဘုံးကိုလာကျဲသွားတာပါ မင်းကြီးထဲမှာတော့မြို့ပေါ်ကလွဲရင်နေရာတော်တော်များများမှာက PDF တွေကစုံမထားပါတယ်လို့မင်းကြီးမြို့နယ်ကစစ်ဘေးရှောင်များကိုကူညီပေးနေတယ်။ CDM ဝန်ထမ်းတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။လက်တလုံးလေကြောင်းတိုက်ခတ်မှုခံထားရတယ်။ ်မင်းငယ်မြို့နယ်ဇင်းကလေးကြီးရွာကိုမင်းငယ်မြို့နယ်ပအာဖတာဝန်ခံမြို့နယ်ကျမကြီးတာဝန်ခံမြို့နယ်ပကဖစေးတပ်ဖွဲ့ရဲဘော်များနဲ့မြို့နယ်ပလဖအဖွဲ့ဝင်များကကွန်ဂျီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်လို့မင်းငယ်ဒေတာနဲ့ချိတ်ဆက်နေတဲ့သတင်းရင်းမြစ်တစ်ခုကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝေခရိုင်ရေပြည်မြို့နယ်အခြေစားအကြမ်းဖက်စစ်တပ်ရဲ့ခလာရ၄ရက်ခွန်ကတပ်သားတအုပ်ဟာဇနီးတွေနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကိုဆုံးခွာကတပ်သားရဲမင်းခန့်က၎င်းရဲ့ဇနီးဖြစ်သူမဝင်းဆန်နေတဲ့အတူအေဗီလာ၁၇ရက်နေ့က Death Guerrilla Force ဂျိုးပြူပျောက် जा တပ်ဖွဲ့ထံကိုခိုလုံခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားတွေရဲများအနေနဲ့ပြည်သူ့ဘက်ကိုကူးပြောင်းကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ဒီဆက်ရတော်လိုင်းတပ်ဖွဲ့များကစူးစုံနေပါတယ်လို့အသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ